မင်္ဂလာညချမ်းပါ2025ခုနှစ်မေလ25ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမှပါပထမအဆုံးတင်ပြမယ့်သတင်းကတော့မုံမျိုးသားကောလိပ်နဲ့ CRU တက္ကသိုလ်တို့ MOU လက်မှတ်ရေးထိုးတဲ့သတင်းဖြစ်ပါတယ်မွန်မြူတာကောလိပ် MNC နဲ့ထိုင်းနိုင်ငံရှိချင်ရိုင်ရာချာဖတ် University CRRU တို့စစ်မြေပညာရေးပူးပေါင်းရဲ့နားလည်မှုစာချုပ်လွှာ MOU ကို ယမန်နေ့မေလ23ရက်နေ့က CRU တက္ကသိုလ်မှလက်မှတ်ရေးထိုးခဲ့ကြောင်းလွတ်လပ်သောမွန်တရင်အေဂျင်စီမှမေလ24ရက်နေ့မှာတည်ပေးဖို့ပြထားပါတယ်။ဆိုပါပူပေါင်းမှုသည် 2+2 agreement ပုံစံဖြစ်ပြီးမွန်မျိုးသားကောလိပ်မှကျောင်းသားများအနေနဲ့ကောလိပ်တွင်နှစ်နှစ်ပညာသင်ယူပြီးချင်းရန်ရာဂျာဘတ် University တွင် နောက်ထပ်နှစ်နှစ်ထပ်မံတက်ရောက်ပြီးနောက် Bachelor of Arts BA ဘွဲ့ရယူနိုင်မယ်လို့သိရပါတယ်။ခန္ဓာမှာ CRU တက္ကသိုလ်မှာ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီးမွန်မြို့သားကောလိပ်မှကျောက်အုပ်ကြီးဒေါက်တာပညာမောင်အပါဝင်လူမှုရေးသိပ္ပံဘာသာရပ်ဌာနမှနိုင်မြင့်တန်းနဲ့ဖိုင်ရက် University PU တက္ကသိုလ်တက်ရောက်နေသော MSC ကျောင်းသားဟောင်းများကအသီးသီးတက်ရောက်ခဲ့ကြပါတယ်။ကနုန်းနေနဲ့မွန်မြို့သားကောလိပ်မှ Social Science ဘာသာရပ်ကိုအထူးပြုတက်ရောက်နေသောကျောင်းသားကျောင်းသူတို့သာ Chennai Rajabek University ပညာသင်ခွင့်သဘောတူညီချက်ရထားကြောင်းသိရပါတယ်။အဓိကကတော့ 2+2 ပညာရေးအတွက်ဖြစ်တဲ့သူတို့ဘက်ကလည်းစိတ်အားထက်သန်နေတဲ့ ပြီးရင်သူတို့ចောင်းစိတ်ကခြားចောင်းတွေထက်ဆိုင်ရဲ့កုံចាត់តាត់តាတယ်ဒီပူပေါင်းရေးကအစင်ပြေသွားမယ်ဆိုရင်ကျွန်တော်တို့မိုးမျိုးသားကောလိပ်ကចောင်းသားဒီလဲအဲ့ဒီတက်ကတူကိုကိုချင်းနဲ့ကိုတက်နိုင်လောက်တယ်ပေါ့နော်လို့ MNC မှလူမှုရေးသိပ္ပံဌာနမှဌာနမှုနိုင်မြင့်တန်းကစုထားပါတယ်ဒါပြင်မွန်မျိုးသားကောလိပ်အနေနဲ့ CRU တက္ကသိုလ်ရှိခြားပါတဲ့ရမျကိုလည်းဆက်လက်ပူးပေါင်းသွားနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရပါဗျ။မွန်မျိုးသားကောလိပ်အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမဟာချူလာလမ်ကွန်တက်ကတူနဲ့အမေရိကန်နိုင်ငံရှိအင်ဒီယားနာတီစ်ယူနီဗာစီတီတို့နဲ့လည်းနားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရေးတွဲဆုံဆွေးနွေးထားကြောင်းမူမျိုးသားကောလိပ်ကျောင်းအောက်ကြီးဒေါက်တာနိုင်ပညာမောင်ကဆွထားပါတယ်။ကျောင်းသားများပညာရေးခွင့်လန်းများပုံမမြန်မာစီရန်ဖြင့်နိုင်ငံတကာပညာရေးဖွဲ့စည်းနဲ့မွန်ဖွဲ့စည်းတို့ကြားပညာရေးပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ရန်ထောက်ကူပြုရန်အတွက်မူမျိုးသားကောလိပ်မှနိုင်ငံတကာကျောင်းများနဲ့ MOU လက်မှတ်ရေးထိုးခြင်းမကြာခဏဆောင်ရွက်နေကြောင်းသိရပါတယ်ရှင်။ ုပ်ချုပ်ရေးမှုကိုတတ်တဲ့မှုကြောင့်ဖမ်းဆီးခံရပြီးစစ်သားတွေအဖြစ်စုဆောင်ခံရသူ KNL ထံအလင်းဝင်လာတဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ပဲခူးတိုင်းရွှေတော်မြို့နယ်တမန်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုကိုတတ်ပြီးထွက်ပြေးတန်းရှောင်နေချိန်မှာဖမ်းဆီးခံရပြီးစစ်သားတွေအဖြစ်စုဆောင်ခံရတဲ့တပ်သားတွေကိုခန့်ဝင်နိုင်အလင်းဝင်လာတယ်လို့ကင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကထုတ်ပြန်ပါတယ်။ကင်ပြင်းနယ်တွင်ထိုးစစ်ဆင်နေတဲ့အာဆီယာစစ်ကြောင်းကစစ်ကောက်စီတပ်သားတွေ KNL ပူပေါင်းဖွဲ့ထံလင်းဝင်လာတာကိုရုတ်တံမှတ်တမ်းနဲ့တကွထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ ရွှေတော်မြို့နယ်တမန်းကုန်းကျေးရွာမှာတအိမ်တက်စင်ပိုက်ဆံတွေလိုက်ကောက်နေတာကိုမခံနိုင်တော့တာကြောင့်ကျေးရွာအုပ်ချုပ်ရေးမှုကတက်ခဲရတာလို့စစ်ကောင်စီတပ်ကနေထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားကိုခန့်ဝဲနိုင်ကပြောပါရတယ်။ အုပ်ချုပ်ရေးမှုကိုတပ်ပြီးထွက်ပြေးတင်းရှောင်နေခြင်းရန်ကုန်မြို့အာမင်္ဂလာကားဝင်းမှာအဖမ်းခံရပြီးဟိုပုံးမှာရှိတဲ့စစ်တပ်နန်းကျောင်းမှာတင်းနန်းတက်ခရာကဒီချစ်မှာရှိတဲ့အမှတ်911တဲရင်ကစစ်သားတွေနဲ့အတူအောင်စရစစ်ကြောင်းကိုပို့ဆောင်ခံခဲ့ရတယ်လို့ကိုခတ်ဝင်းနိုင်ကထွက်ဆိုထားပါတယ်။စစ်ကောင်စီတပ်ဟာကလင်ကစစ်တပ်ဖြစ်ပြီးရဲဘော်တပ်တွေတော်လင်းတပ်တွေစီမရောက်ရေးလိန်ညာဝါဒဖြန့်နေတယ်လို့လည်းရှင်းပြထားပါတယ်။စစ်ကောင်စီဟာစစ်မှုရဲဥပဒေကိုကြောင်းပြပြီးနိုင်ငံတကာမှာရှိတဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်သားဆူဆောင်းက ပြင်ပြည်နယ်ကော့ဂရိတ်ဒေသမှာရှိတဲ့အောက်ဆီယားစစ်ကြောင်းကိုပို့ဆောင်နေပေမဲ့စစ်မှုရန်တပ်သားအသစ်တွေဟာပြင်မျိုးသားစည်းရုံး KNU KNL ပူးပေါင်းတပ်တွေစီမှအလင်းဝင်လာကြတယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။